္လာပါရှင်တနင်္လာဤတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့ April 22ရက်နေ့အတွက်အနောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္လာဤတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် ခုလ19ရက်နေ့ကတော်လန်ရေးတပ်တွေသိမ်းပိုက်ခဲ့တဲ့ထီထပြူဟာစခန်းသိမ်းတိုက်ပွဲမှာပြူဟောင်မူအပါဝင်စစ်ကောင်စီတပ်သားအားလုံးတည်ဆုံပြီးလက်နက်ကြီးလက်နက်ငယ်နဲ့စစ်သုံးပစ္စည်းအများပြားသိမ်းမိခဲ့တယ်လို့ခင်းမြူတမဟာလီမိရွယ်ခရံရဲ့အတွင်မူဘရိုအေနာကပြောပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဖြူဟောင်းမှုနဲ့စစ်ကောင်စီတပ်သားတချို့ကိုအရှင်ဖမ်းမိခဲ့ပေမဲ့စစ်စေးမင်းများနေချင်းရန်လိုတဲ့အနေအထားပြုလာကြောင်းရုံရင်းဆန်ခတ်အခြေအနေမှာပြစ်ခတ်မှုဖြစ်ပြီးဖြူဟောင်းမှုအပါအဝင်စစ်ကောင်စီတပ်သားတွေတိုက်ဆုံခဲ့တယ်လို့ KNU ဘက်ကဆိုပါတယ်။ထီထဗျူဟာစခန်းကို KNU တမဟာလီတပ်ဖွဲ့တွေ NUG PDF တပ်ဖွဲ့တွေ Local PDF တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ကံယူရန်တိုက်စစ်ဌာနချုပ်လက်အောက်ခံထိထဗျူဟာစခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုဂုဏ်ပြုကြောင်း KNU တပ်မဟာလေးကထုတ်ပြန်ထားပါတယ်။ကိုကအမန်ဒီအေတက်တွေစုတ်ခွာသွားပြီးနောက်စစ်ကောင်စီတက်တွေပြန်လည်ဝင်ရောက်လာတဲ့လာရှုမျိုးကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတပ်အမတ်တိတ်ရှူကျင်းရောက်နေရလို့သိရပါဗျ။ MNDAA တရုတ်နဲ့စစ်ကောင်စီတို့လာရှိုးမြို့မှာတုံ့ဝဲဆိုင်ဆွေးနွေးမှုစတင်သွားမယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာပါတက်ရွှေကျွင်းဦးဆောင်တဲ့တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာတရုတ်အလံပေးမှာပြစ်ခတ်ရစဲမှုစောက်ကြည့်ရေးအဖွဲ့လို့ရေးသားထားတဲ့အနောက်ရောင်ကားတွေနဲ့လာရှိုးမြို့ကိုဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျာ မပင်းမြို့နယ်တောင်ငယ်ရွာအခြေစိုက်ပြူစောထီအဖွဲအထိုင်ချရာနေရာကိုတွားရောက်တိုက်ခိုက်ထိုးစစ်ဆင်ခဲ့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမနေ့ကနေရက်ဒေသကိုပြန်ရောက်ပြီးဖြစ်ပြီးဒေသခံတွေကအောင်တပြေခတ်တွေနဲ့ကြိုဆိုခဲ့တယ်လို့သိရပါဗျ။အခုလ16ရက်မနက်အစောပိုင်း3နိုင်ဝင်ခြင်းမှာဗိုလ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေစိုက်ရွှေကင်းညူရွာစစ်ကောင်စီလက်အောက်ခံပြူစောတိအဖွဲ့ကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းပြူစောတိခေါင်းဆောင်တေဆုံတဲ့အပြင် AK အမျိုးအစားတနန်ငါလက်ကပိုင်တလက် M63 သုံးလက်79တလက်နဲ့50မမပုံတင်ငါလုံး MCG အတောက်20နဲ့တခြားဆက်ဆက်ပစ္စည်းတွေရရှိခဲ့တယ်လို့တနင်္သာရီပကဖားကထုတ်ပြန်ပါတယ်။ တနင်္လာရီမြို့နယ်ကံမလန်းရွာအခြေဆိုင်ချင်းမြတ်တရင်ခမရ998စစ်စေးရေကိတ်ကို တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအခုလ16ရက်နေ့ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ April 16ရက်မနေ့အစောပိုင်း8နာရီခွဲဝန်းကျင်မှာတွားရောက်ပစ်ခတ်ခဲ့ပြီးအပြန်အလှန်ပစ်ခတ်မှုမိနစ်20ဝန်းကျင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ကြက်ခတ်မှုအတွင်းစစ်ကောင်စီဘက်ကတပ်သားတအူးတိုက်ဆုံခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ထန်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါဗျ။တနင်္သာရီမြို့နယ်ညောင်မေကုန်းရွာအနီးမှာစစ်ကောင်စီရိတ်ခါကားတန်းကို တော်လိုင်းရေးတပ်တွေဘက်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။အခုလ19ရက်မနက်7:00နာရီဝင်းချင်းမှာမြင်းမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ကိုဦးတည်မောင်းနှင်လာတဲ့ကားလေးစီးပါစစ်ကောင်စီရိတ်ခါကားတန်းကိုညောင်မေကုန်းရွာအနီးမှာတော်ပုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်ကားတစီးပြတ်ကျန်ခဲ့ပြီးကျန်တဲ့ကားတွေကတော့အရှိမော်တုံးရွာအခြေစိုက်အမြောက်တပ်ရင်းထဲမှဝင်သွားတယ်လို့သိရပါတယ်အခုလ16ရက်နေ့က WI စာတန်းပါစိတ်ကြွစီပြား300ကျော်နဲ့မူရင်စေဝါရောင်းချသူ6ဦးကိုဖမ်းဆီးခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကထုတ်ပြန်ပါတယ်။လောင်လုံးမြို့နယ်အတွင်းကကျေးရွာတစ်ခုမှာမူရင်စေဝါတရင်အရာဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စိတ်ကြွစီပြားတွေနဲ့အတူအမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးတို့ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။စိတ်ကြွစီပြားတွေအပြင်လက်ကင်ဖုန်ကိုလုံး၊ပါဝါဘတ်၄လုံး၊ငွေသားကျပ်38250ဝေ့ဖ်ဆိုင်ကတစီတိုရိုတာကားတစီတို့ကိုပါထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။ဖက်စီထားသူတွေကိုတော့ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နိုင်ဖို့ပုံမှန်15မြင်းဆောင်16ကကြီးနဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရအတွက်ကြီးစုတင်ပါတယ်ရှင်။